ူညီတယ်တက်နာတစ်ခုလဲကိုပဲအချိန်ချင်းကြုံတွေ့နေရပြီဆိုရင်တော့ကိုကအဲ့ဒီတက်နာကိုသင်္ကန်းစာအဖြစ်မပြောင်းလဲနိုင်တဲ့အတွက်ကြောင့်ပဲပြီးတော့တက်နာတွေနဲ့ကြုံလာတဲ့အခါသင်္ကန်းစာကောင်းတစ်ခုကိုရှာဖွေပါဒါဆိုရင်အဲ့ဒီတက်နာမျိုးနဲ့နောက်ထပ်ရင်ဆိုင်ကြမလို့တော့ဘူးပေါ့ဘွားဆိုတာကကြောင်းလဲနေပြီးတော့မှစီးစင်းနေတဲ့ပြည်ရင်နဲ့အလားတူတယ် တနေရာထဲမှာပဲရက်တန့်နေတဲ့ရေဟာပုတ်တိုးပျက်စီးသွားတယ်လို့ကြောင်းလဲမှုကိုငင်းဆန်တဲ့စိတ်ဓာတ်ကလည်းဘဝအတွက်တိုးတက်မှုကိုဖန့်တားလိုက်မယ်အမှန်တရားကိုရှာဖွေနေခြင်းတဲ့အမှန်တရားအတွက်လက်ခံနိုင်အောင်ပဲကြိုးစားပါအားကြောင့်လဲဆိုတော့အခါတလေကျွန်တော်တို့လက်မခံနိုင်တဲ့ကျွန်တော်တို့လက်မခံခြင်းနဲ့အမှန်တရားတွေနဲ့လည်းငင်းဆန်ရလို့ပါသာဟုတ်တွေအများကြီးဖတ်ထားတဲ့သူ ညာရတော်တော်များများကိုကျွမ်းကျင်တက်မြောက်ထားတဲ့သူတွေဆိုတာကိုဖတ်ထားတဲ့စာလေးနဲ့နဲ့တွေကိုတက်ထားတဲ့ပညာရလေးတွေကိုလက်တွေ့အသုံးချတဲ့သူကကိုပြီးတော့မှအကျိုးခံစားခွင့်ရလိမ့်မယ်ပြောချင်တာကဘလောက်ပဲစာတွေဖတ်ဖတ်အာပညာရတွေပဲကျွမ်းကျင်နေပါစေလက်တွေ့အသုံးချမှုမရှိရင်အကျိုးမဖြစ်သွင်းနိုင်ဘူးဆိုတာပါကျောင်းလေးတွေကိုကြောက်ရွံ့ဆောင်ရှားနေမယ်ဆိုရင် တောင်းတာဆိုတဲ့အရာနဲ့သိကြပေါ့တွေ့ရမှာပါပြီးတော့အကြောင်းလေးတွေကိုရင်ဆိုင်မလားတောင်းတာဆိုတဲ့အရာကိုလက်ခံလိုက်မလားဆိုတာသိချစဉ်းစားပါဓာတုရဲ့ကြံကြံကိုနားထောင်ပါဒါပေမဲ့နောက်ဆုံးဆုံးဖြတ်ချက်ချတဲ့အခါမှာတော့ကိုယ့်ရဲ့အတန်ကိုပဲကိုနားထောင်ပါအသိဉာဏ်ကလမ်းပြပေးနိုင်တယ်ဆိုပေမဲ့လိုက်ပါလှုပ်ဆောင်ခြင်းနဲ့မရှိရင်ခြေကိုကြောက်နိုင်မှာမဟုတ်ပါဘူးကျေးဇူးတင်ပါတယ် ီဗီဒီယိုကနေမိတ်ဆွေအတွက်အကျိုးတစုံတရာရရှိနိုင်မယ်လို့ယုံကြည်ပါတယ်။အခုလို motivation သိက္ခာအဗီဒီယိုတွေကိုနေ့စဉ်နားထောင်နေနေဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့။ကျေးဇူးတင်ပါတယ်။